တောင်ကိုရီးယားနိုင်ငံ UN မြို့တွင်အသုံးမပြုတော့တဲ့အပူစွမ်းအင်၃လျှက်စက်တာအားပေးစက်ရုံကိုဖြိုချတယ်။လုပ်ငန်းစဉ်အတွင်းမီတာ60အမြင့်ရှိတာဝါတစ်ခုပြိုချခဲ့တာကြောင့်လူ3သေဆုံးကနောက်ထပ်2ဦးလည်းသေဆုံးခဲ့တယ်လို့ယူဆရကြောင်းတာဝန်ရှိသူများကနိုဝင်ဘာလ9ရက်နေ့ကပြောကြားခဲ့ပါတယ်။ပြိုချခဲ့တဲ့အပျက်စီးများအောက်တွင်လူ9ဦးပိတ်မိနေတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ6ရက်မွန်းလယ်ပိုင်းကရေနွေးငွေတာဝါပြိုချချိန်တွင်ထိုစက်ရုံမှာလူကုန်အလုလုံနေကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ တာဝါပြိုကျခဲ့ပြီးနောက်ကယ်ဆယ်လုံသားများကလူနှအူးကိုဘေးကင်းစွာဆွဲထုတ်နိုင်ခဲ့ပြီးနောက်ထပ်ဆွဲထုတ်နိုင်ခဲ့တဲ့လုံသားတဦးသည်စစ်ရုံတွင်တည်ဆုံသွားခဲ့ပါတယ်။ထို့နောက်နိုင်ပိုင်းအကြတွင်တည်ဆုံသူနှအူးကိုထပ်မံအတည်ပြုနိုင်ခဲ့ကြောင်းမိသက်ရရှိများကပြောကြားခဲ့ပါတယ်။အပြစ်စီများ၏တည်ငြိမ်မှုမရှိသေးတဲ့အခြေအနေကြောင့်ရှားဖွေကယ်ဆယ်လုပ်ငန်းကိုနိုဝင်ဘာလ9ရက်တွင်တရားရင်နိုင်ခဲ့ပြီးနိုင်ပိုင်းအကြတွင်ကယ်ဆယ်လုပ်ငန်းများကိုပြန်လည်စတင်ခဲ့ကြောင်းသတင်းတွင်ဖော်ပြထားပါတယ်။